ကျသွားတယ်ဝေးတာပေါ့ဒါကမင်္ဂလာပါပရိသတ်များရှင် Smarrya News Channel IT မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဖုံမှုချုံငိမ့်ချူထွားလုံးချက်မှု6နှစ်ကလေးငယ်ပါဝင်16ဦးကိုစစ်ကောင်စီဖမ်းဆွဲတဲ့တဲ့င်းလေးကိုတင်ဆက်ပေးသွားပါမယ်ဖုံမှုချုံငိမ့်ချူထွန်းအောင် လောက်ချန်တက်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးအသက်6နှစ်ရွယ်ကလင်းငယ်တူပါဝင် အမျိုးသမီး3ဦးနဲ့အမျိုးသား73ဦးတို့ကိုဖမ်းမိထားကြောင်းစစ်ကောင်စီကစွန်လငိုင်းနေရင်တရင်ထုတ်ပြန်ထားပါတယ်။တနက်ဖြန်ပြစ်ခတ်လောက်ချန်သူအဖြစ်မျိုးကုကုခေါ်ဆိုင်ကုကုဖော်ပြထားပြီးဇနီးဖြစ်သူမပြုံပြုံသမီးဖြစ်သူလဲလဲရွှေ6နှစ်တွင်တဲ့သူညောင်မျိုးနဲ့ပကံမျိုးဟောင်းတွင်မေလ25ရက်နေ့၌ဖမ်းမိခဲ့ကြောင်းစစ်ကောင်စီကဆိုထားပါတယ်။ ခြာနေရွယ်ကလင်းငယ်ကိုဖန်ဆီးခဲ့တဲ့အပြင်ကျူးလွန်သူစီရင်ထဲပါကလင်းငယ်ဤဓာတ်ပုံနဲ့တကွဖော်ပြခြင်းသည်ကလေးတငယ်ခွင့်ရေးကိုချုပ်ပေါချင်းဖြစ်ကြောင်းလူခွင့်ရေးတဲကြွလှူရှာသူများကဆိုထားပါသည်ထောက်ကြံရရင်ပါဝင်ခဲ့သူတဦးဖြစ်သည့်ချစ်ကိုကိုခေါ်ကြော်ကြီးဆိုသူအားဖမ်းမိခြင်းမရှိသေးတော့လေ၎င်းရင်စနီးတာနေညီတဝမ်းခွဲတို့ကိုမေလာ26နေ့တွင်ဘကိုးမြို့အဝင်းစစ်ဆေးဂိတ်၌ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားပါသည်နိုင်ငံတော်ကာကွယ်တပ်ကတော်တွင် နိုင်ငံတော်လုံးဆိုရင်အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တို့အားတင် जा ပေးနေသည့်ဗိုလ်မှူးချုပ်ငင်းချိုထွန်းအောင်အားမေလ20ရက်နေ့၌၎င်းနေထိုင်ရာရန်ကုန်မြို့မြန်ကုန်မြို့နယ် A1 လမ်းရှိနေအိမ်ရှိတွင်တနက်ဖြန်ပြစ်ခတ်လုပ်ကခဲ့ခြင်းဖြစ်ကြောင်း Korean Valley Warriors အဖွဲ့ကထုတ်ပြန်ကြေညာထားပါသည်။လုံခြံပြစ်ခတ်စဉ်တနက်ကြီးပေါက်ကဖေချီယောက်တွင်ထရာရခဲ့သည့်မြို့ကူကူအားစိတ်ကူပေးခဲ့သော တာဂီတမြို့နယ်လေးမြင်းဆောင်တောင်ရက်ကွက်မြင်းတော်သားလန်းရှိလင်းထွကုစေခံမှာဆရာဝန်စော်ကူကိုနေစေခံပိုင်ရှင်ထောက်တာရဲလင်းစိုးတို့ကိုလည်းဖန်စီထားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ Korean Valley Warriors အဖွဲ့သည် အနာသိန်းစကောင်ဆောင်တာသမီများ၏စီပွားလုပ်ငန်းများတွင်ဥပဒေကြံပေးဖြစ်လောက်ကန်ပေးနေသူမင်းတေစာညွန့်တင်ပါဝင်ရန်ကုန်မြို့၌လုံခြုံသက်ပြမှုလေးမှုကျွလွန်ခဲ့ကြောင်းရင်းဖွဲ့အားထားနိုင်ရန်ချမိုင်မျိုးတွင်2023ခုနှစ်မတ်လ၌ အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကာကွယ်ဝင်ကြီးဦးရီမွန်ဤစီစဉ်ထောက်ပံ့မှုဖြင့်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီကဆွဆဲထားပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းလည်းရော Trending Elements တို့ Social Media ပေါ်ကရန်ပွဲဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။မကြသေးမီက Trend ဆိုရဖွဲ့မှနှုတ်ထွက်သွားခဲ့သော Elon Musk နဲ့ American သမ္မတ Donald Trump တို့သည်၎င်းတို့ပိုင်း Social Media ပေါ်မှာတင်ဆက်အပြန်အလှန်စကားစစ်ထုတ်ကအငင်းခုန်ဖြစ်နေကြပါတယ်။ ရင်တို့အပြန်အလှန်ပြစ်ဒဏ်ပြောဆိုမှုများသည့် Trump အစိုးရ၏အသုံးစရဥပဒေမူကြမ်းနှင့်ပတ်သက်၍သမ္မတ၏အကြံပေးဟောင်းဖြစ်သူ Elon Musk ကပြင်းပြင်းထန်ထန်ဝေဖန်ပြီးတဲ့နောက်နှစ်ဦးကြားဆက်ဆံရေးဆိုရလာတာကြောင့် Social Media ပေါ်မှာတက်ဆင့်လူအများရှိတင်မာမှုများထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း The Guardian သတင်းကဆိုထားပါတယ်ဂျမနီက Elon Musk နဲ့ချုပ်ဆိုထားသော Federal စာချုပ်များနဲ့အခွင့်ပေးဆောင်မှုများကိုဖျက်သိမ်းရန် Trump က၎င်းပိုင်း Truth Social Media မှာတဆင့်ချိန်ချောက်ခဲ့ပါတယ် ဒေါ်လာတန်းထောင်ကြီးဘီလီယံချီပန်ဆန်တွေအလေလွတ်မဖြစ်ဖို့အကောင်းဆုံးနည်းကတော့အီလွန်နဲ့ချုပ်ထားတဲ့အစိုးရစာချုပ်တွေအစိုးရအမတော်ကြီးပန့်ပိုးမှုတွေကိုရက်လိုက်တာပဲ။ဒါတွေကို ဖိုင်တန်ဘာကြောင့်မရက်ခဲလဲမသိဘူး။အံ့ဩစရာပဲဟုထံကရေးသားထားပါတယ်။ထို့သောရေးသားပြီးရဲ့နောက်အီလွန်မတ်စ်က၎င်းပိုင်းအိစာမျက်နှာတွင်အရွယ်မရောက်သည့်အမျိုးသမီးငယ်များကိုစီအောင်ပြီးလိမ်မိုင်းဆိုင်ရာအမျက်ထုတ်ခဲ့သော Jeffrey Einstein ဆိုတဲ့သူနဲ့ပတ်သက်၍ အစိုးရမတန်များတွင်ထရက်နာမည်ပါရှိကြောင်းထိုမတန်များကိုအစိုးရကလျှို့ဝှက်ထားကြောင်းရေးသားခဲ့ပါသည်။ထိုင်း၏အခွင့်အစည်းချက်များသည့်စီးပွားရေးကြဆင်းမှုဖြစ်စေလိမ့်မည်ဟုလည်း Elon Musk ကဆိုပါသည်။ထိုင်းကမှဥပဒေမူကြမ်းသည့် Elon Musk လျက်စက Tesla နှင့် EV လုံပိုင်ခွင့်များကိုအကျိုးမပြုတော့ကြောင်းအော်တိုစီးပွားအတွက်ဆန့်ကျင်ခြင်းဖြစ်ကြောင်းဆွဆွဲလိုက်ပါသည်။ထရမက်ချက်ထွက်ပေါ်လာပြီးမိနစ်ပိုင်းတွင် Elon Musk ကဥပဒေကျမ်းနှင့်ပတ်သက်၍ ၎င်းအလိန်လဲဆွဆွဲခြင်းဖြစ်ကြောင်းထရန်ရွေကောက်တင်မြောက်ခဲရရင်သုံးဆွဲခဲ့သည့်တန်ပေါင်းများစွာသောငွေကြေးများအတွက်ကျေးဇူးကမ်းသည်ဟုလဲတုံ့ပြန်ခဲ့ပါသည်ထရန်နှင့်အီလိုမတ်စ်တို့သည် မကြသေးမီကပင်သမရဖြစ်ပြီးပထမဆုံးခီးစင်းဖြစ်အရှိအလေပိုင်းဒေတာသို့သွားရောက်ခဲ့ပြီးဒေါ်လာ10ထရီလီယံထက်မနည်းစီဝိုင်းဆိုင်ရာစာချုပ်များချုပ်ဆိုခဲ့ကြပါသေးတယ်။နောက်ထပ်တင်ဆက်ပေးချင်တဲ့သတင်းကြောင်းလေးကတော့ စားနေလို့တဲ့ဘက်ထရီတွေတရုတ်နိုင်ငံမှာသုံးနေပြီတရုတ်နိုင်ငံရှေ့ပိုင်းကဟန်ဂျူမြို့မှာရှိတဲ့ကုန်တိုက်ကြီးတစ်ခုရဲ့ပြင်ပမှာတောက်ပနေတဲ့လျှက်စင်မော်တော်ဆိုင်ကယ်ရင်းဒါဇင်ပေါင်းများစွာရပ်ထားပြီးအနာမသွားလာနေသူတွေကိုစမ်းမောင်းကြည့်ဖို့ဆွဲဆောင်နေပါတယ်အီတလီနိုင်ငံလို့ Vespa အမျိုးအစားမော်တော်ဆိုင်ကယ်နဲ့ပုံစံတူပြီးဈေးနှုန်းဟာအမေရိကန်ဒေါ်လာ400ကနေ600အထိရှိတဲ့ဒီဆိုင်ကယ်တွေမှာအရင်ကဆိုင်ကယ်တွေမှာတက်ဆင်းနေကြ လီအက်ဆစ်ဘက်ထရီသို့မဟုတ်လီသီယံအာယံဘက်ထရီမသုံးထားဘဲဆိုဒီယံအာယံစားနဲ့လှုပ်ထားတဲ့ဘက်ထရီတွေတက်ဆင်းထားပါတယ်ဆိုဒီယံဓာတ်ကိုပင်လယ်ကစားငင်ရေတွေကနေသို့မဟုတ်မြေအောက်ကနေကုန်ကျစရိတ်နည်းနည်းနဲ့ပေါများစွာထုတ်ယူနိုင်ပါတယ်။ဆိုဒီယံအိုင်ယွန်ဘက်ထရီဟာအားသွင်းလို့အရင်မြန်နေဘက်ထရီအားစရိုပါဆန်ကနေ80%ကို15မိနစ်အတွင်းအားသွင်းနိုင်ပါတယ်လို့တရုတ်နိုင်ငံကစိုက်ကန်တဲ့ဘက်ထရီထုတ်လို့ရင်းမှာအကြီးဆုံးကုမ္ပဏီဖြစ်တဲ့ယာဒီက ြောပါရယ်။အဲဒီကုမ္ပဏီမှာဘက်ထရီတွေကိုလဲလှယ်ပေးရစကန်တွေအများကြီးဖွင့်လှစ်ပေးထားတယ်။အဲဒီနေရာတွေမှာအားကုန်သွားတဲ့ဘက်ထရီကိုအားပြည့်သွင်းထားတဲ့ဘက်ထရီတွေနဲ့ကြွားကုတ်သုံးပြီးလဲလှယ်လို့ရပါတယ်။စိတ်သက်သာပြီးစိတ်ချရသလိုပြစစ်ဒေါ်လာနဲ့အကောင့်နဲ့လီသီယမ်အိုင်ယွန်ဘက်ထရီတွေထုတ်လို့ရမှာတရုတ်နိုင်ငံကရှေ့ဆုံးကနေပြင်နေပြီးကမ္ဘာနိုင်ငံတွေကသူနာကအမိလိုက်ဖို့ကြိုးပမ်းနေချိန်ပါပဲ။ တရုတ်နိုင်ငံရဲ့ဘက်ထရီကုမ္ပဏီတွေကဆိုဒီယမ်အိုင်ယွန်းတွေအမြောက်အများထုတ်လုပ်လိုက်ပါတယ်။ဒီဘက်ထရီတွေဟာအရင်ဘက်ထရီတွေလိုကောင်းချက်အများကြီးမလိုပါဘူး။တရုတ်ကုမ္ပဏီတွေဟာကမ္ဘာပေါ်မှာပထမဆုံးဆိုဒီယမ်အိုင်ယွန်းဘက်ထရီသုံးပြီးမောင်းနှင်လျှက်စစ်ကားကိုတီထွင်ဖို့လုပ်နေကြပါတယ်။၂025ခုနှစ်ဧပြီလထဲမှာကမ္ဘာအကြီးဆုံးဘက်ထရီထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့တရုတ်နိုင်ငံက CATL ကုမ္ပဏီက tracker ကြီးတွေနဲ့ကားရီမာသုံးဖို့ နက်စတာလိုနာမည်ပေးထားတဲ့ဆိုဒီယမ်အိုင်ယွန်ဘက်တရီထုတ်လုပ်နေပြီလို့ကြေညာလိုက်ပါတယ်။တရုတ်နိုင်ငံရဲ့လျက်စစ် ထုတ်လုပ်ရေးကုမ္ပဏီတွေလည်းဆိုဒီယမ်အိုင်ယွန်ဘက်တရီနဲ့လျက်စစ်ထုတ်ပေးဖို့လျက်စစ်သွလာရေးစခန်းတွေကိုစတင်ဆောက်လုပ်နေကြပါပြီ။ဒါပေမဲ့တရုတ်နိုင်ငံရဲ့ဘက်တရီထုတ်လုပ်ရေးကုမ္ပဏီတွေဟာဆိုဒီယမ်အိုင်ယွန်ဘက်တရီကိုမော်တော်ဆိုင်ကယ်တွေအတွက်အဓိကထုတ်လုပ်ဖို့အားသတ်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့မော်တော်ဆိုင်ကယ်ဟာတရုတ်နိုင်ငံမှာလူသုံးအများဆုံးယဉ်ဖြစ်လို့ပါ။ 2023ခုနှစ်အတွင်းကတရုတ်နိုင်ငံမှာလျှက်စစ်မော်တော်ဆိုင်ကယ်စုစုပေါင်း55တန်ရောင်းချခဲ့ရတယ်။လျှက်စစ်ကားရောင်းထက်6ဆပိုပါတယ်။မော်တော်ဆိုင်ကယ်စီးကွက်ဟာတရုတ်နိုင်ငံမှာသာမဟုတ်ပဲအိန္ဒိယနိုင်ငံတွေဖြစ်ကြတဲ့ VNN နဲ့အင်ဒိုနီးရှားနိုင်ငံမှာလည်းအလွန်ကြီးမားပါတယ်။တရုတ်နိုင်ငံမှာလျှက်စစ်မော်တော်ဆိုင်ကယ်တွေကိုလူတွေကချက်စက်ဖွဲနာမည်ခေါ်ကြတယ်။လျှက်စစ်မီးလေးတွေတဲ့တရုတ်နိုင်ငံကဈေးသက်သာတယ်လို့ စာအားကောင်းတဲ့ဆိုဒီယမ်အိုင်ယွန်ဘက်ထရီတွေကိုစတင်ထုတ်လုပ်နေပြီဆိုတော့အနောက်နိုင်ငံတွေရောတိုင်းမလို့ကြဘူးလားတိုင်းလို့ဖို့ဆိုဒီယမ်အိုင်ယွန်ဘက်ထရီထုတ်လုပ်တဲ့နည်းပညာလိုတယ်လေသူတို့ကအခုမှနည်းပညာကိုလေ့လာနေကြတယ်ဒီတစ်ခါတော့နည်းပညာမှာတရုတ်ကသာသွားပြီဒီတော့အမေရိကန်နဲ့အနောက်နိုင်ငံတွေကငါတို့ရှုံသွားပြီဆိုပြီးလက်ဖိုက်ကြည့်နေကြမလားဖာပဲဖြစ်ဖြစ်နည်းပညာအပြိုင်မှုပွဲကြီးပွဲကောင်းတစ်ခုကိုမကြမီကြည့်ရတော့မင်းထင်ပါတယ်နော် ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသတ်ပါစေ။နောက်ဆက်မိခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းသာကြပါစေရှင်။